ကရင်ပြည်နယ်မြဝတီမြို့အနီးရွှေကုတ်ကိုမြို့တက်ကအွန်လိုင်းငွေလိမ်ခိုင်းနေတဲ့ပတ်သက်ပြီးတရုတ်အစိုးရကတောင်းဆိုထားတဲ့ရှီကျင်ချန်းကိုထိုင်းရဲတပ်ဖွဲ့ကဗန်ကောက်မြို့တူဝနဘူမိလေးစိတ်ကနေတဆင့်တရုတ်နိုင်ငံကိုဒီကနေ့နိုဝင်ဘာ12ရက်နေ့ညနေမှာလွှဲပြောင်းပေးလိုက်ပါတယ်။အသက်43နှစ်အရွယ်ရှီကျင်ချန်းကိုထိုင်းအထူးရဲတပ်ဖွဲ့ဝင်တွေကချုပ်နှောင်ပြီးနေရာရွှေ့နေတဲ့ဓားပုံဗီဒီယိုတွေကိုထိုင်းသတင်းဌာနတချို့ကဖော်ပြခဲ့ပါတယ်။ ထိုင်းသတင်းဌာနတွေကဖော်ပြခဲ့တဲ့သတင်းနဲ့ထပ်ပုံတွေအရလုံခြုံရေးတင်းကျပ်စွာနဲ့ကားပေါ်ကဆင်းလာတဲ့ရှီကျင်ကျက်ဟာအဖြူရောင်ရှက်အင်ဂျင်နဲ့ဗောင်းမီတိုကိုဝစ်ဆင်ထားပြီးမျက်နှာအမူအရာမှာတည်ငြိမ်နေခဲ့ပါတယ်။မီဒီယာတွေရဲ့မိကုန်းတွေကိုလည်းဖြေဆူခဲ့တာမရှိခဲ့ပါဘူး။တရုတ်နိုင်ငံသားဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံသားဖြစ်လဲခံယူထားတဲ့ရှီကျင်ကျက်ဟာ မြန်မာထိုင်းနယ်စပ်ကနမဲဆိုးနဲ့ကြော်ကြားတဲ့ကြားဖြန့်ငွေလိုင်းကိုင်းတွေရှိတဲ့ရွှေကုတ်ကိုရဒီ new city စီမံကိန်းကိုအဓိကရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့သူဖြစ်ပါတယ်။ဒေါ်လာ15ဘီလီယံတန်ဖိုးရှိတဲ့စီမံကိန်းကိုတော့စောချစ်သူဦးဆောင်တဲ့ကင်းရဲကြားဆောင်တဲ့ BGA ရဲ့စီးပွားရေးလုပ်ငန်းခွဲဖြစ်တဲ့ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ရှီကျင်ချင်းရဲ့ရဒီ international holding group တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ရှိချစ်ချင်းဟာရဒီ International Holding Group ရဲ့ဥက္ကဋ္ဌဖြစ်ပြီးအရှိတောင်အာရှဒေသကကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေမှာအဓိကယင်းဤနှုတ်နယ်သူဖြစ်ပါတယ်။ဒီလိုနှိကက်တဲ့စီးပွားရေးပူပေါင်းမှုကြောင့်ရှီချစ်ချန်းကိုဆော့ချစ်သူရဲ့လက်ဦးဆရာဒါမှမဟုတ်အဓိကမိဖက်ဖြစ်လူသိများပါတယ်။ရှီချစ်ချန်းထိုင်းနိုင်ငံမှာအဖမ်းခံရစဉ်ကဘုံမူကြီးဆော့ချစ်သူနဲ့ BG ရဲ့ခေါင်းဆောင်တွေဟာရွှေကုတ်ကိုမှသူ့အတွက်စူတောင်းပွဲတစ်ရက်ကိုခန်းနားစွာကျင်းပခဲ့မှုကသူတို့ရဲ့နှိကက်တဲ့ဆက်ဆံရေးကိုမိမောင်းထိုးပြခဲ့ပါတယ်။ တရားမဝင် online လောင်းစားလုပ်ငန်းတွေရဲ့ဆက်နွယ်တဲ့စုဆဲချက်တွေအတွက်လို့ရှိကြောင်းတရုတ်ရဲတပ်ဖွဲ့ကအပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ကနေတဆင့်ဆက်သွယ်ခဲ့ပြီးတဲ့နောက်မှာတော့ဗန်ကောက်မှာရှိနေတဲ့ရှီချီချန်းကိုထိုင်းရဲတပ်ဖွဲ့က2022ခုနှစ်ဩဂတ်လမှာဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာကလောင်ဘရန်ဘိုအချင်းတော်မှာချုံတော်ခံထားရပြီးသူ့ရဲ့ရှေ့နေတွေကတရုတ်စီပြန်လှည့်ပြောင်းမှုကိုတားဆီးနိုင်ဖို့၃နှစ်လုံးလုံးအစွမ်းကုန်ကြိုးစားခဲ့ပါတယ်။အထူးသဖြင့်ရှီချီချန်းဟာကမ္ဘောဒီးယားနိုင်ငံသားပတ်စပို့ကင်ဆောင်ထားတာကြောင့် တရုတ်စီလွှဲပြောင်းပေးတာမျိုးမဖြစ်သင့်ဘူးလို့သူရဲ့ရှေ့နေတဲ့ကခုခံရှောက်လဲခဲ့ပြီးရှီကြီးချန်းဟာမိမိကိုယ်ကိုအိမ်ချမ်းမြေလုပ်ငန်းရှင်တဦးသာဖြစ်ကြောင်းခုခံပြောဆိုခဲ့ပေမဲ့အဆုံးမှာတော့အယံထင်ခဲ့ပါဘူးအယူခံကိစ္စတွေအားလုံးအယံထင်တော့တာတခြားသွားပြီးတဲ့နောက်မှာတော့သူ့ကိုတရုတ်စီလွှဲပြောင်းပေးတော့မယ်လို့ထိုင်းအာဏာပိုင်တွေကနိုဝင်ဘာ၁၀ရက်နေ့မှာကြေညာခဲ့ပြီးနှစ်ရက်အကြာမှာပြန်ပို့လိုက်တာဖြစ်ပါတယ် တရုတ်အာဏာပိုင်တွေကရှီဂျင်ဂျဲဟာတရားမဝင်လောင်စာ website 239ခုကျော်ကိုတီထောင်လဲပတ်စီခဲ့ပြီးထိုင်းဘက်ငွေ7.6 trillion ခန့်ငွေကြေးစီးဆင်းမှုမှာပါဝင်တယ်လို့စွပ်စွဲခံရပါတယ်။သူ့ရဲ့ယတိကုမ္ပဏီကိုလည်းဗြိတိန်နဲ့အမေရိကန်တို့ကတန်းခတ်ရေးယူထားပါတယ်။ရှီဂျင်ဂျဲဟာတရုတ်နိုင်ငံကိုပြန်ပို့ခံရရင်တည်တံပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ပြောဆိုကြပြီးအခုလအစောပိုင်းမှာတရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့ကိုကန့်ဒေသကကြားဖြန့်လုပ်ငန်းတွေလုတ်ကန်တဲ့ရာဇဝတ်ခိုင်းမှာပါဝင်ပတ်သက်သူ ကိုကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါဝင်၅ဦးကိုတည်ရန်ချမှတ်ခဲ့ပါတယ်။လက်ရှိချိန်မှာစစ်တပ်နဲ့ BGF ကမြရီတောင်ဘက်က KK ဘက်ကိုကြားဖြတ်နှိမ်နှင်းလုပ်တဲ့ဆိုပြီးလောက်ကိုင်းနေသူတွေကိုပြန်ကိုင်းပြီးအဆောက်အုံတရာကျော်ကိုဘုံခွဲဖျက်ဆီးပြနေပါတယ်။ဒါပေမဲ့ရွှေကုတ်ကိုမြို့သစ်ကြောက်ခတ်အပါဝင်အခြားကြားဖြတ်လုပ်ငန်းတွေများစွာရှိနေတဲ့နေရာတွေကိုအခုချိန်ထိမတိုးမထိသေးပါဘူး။